ကမ္မရိုက်တာအကြီးကိုကိုခုခေတ်ကလေးတွေမသိကြပါပဲ1980ဝင်းကျင်လောက်မှာရန်ကုန်နာမည်ကြီးခဲ့တဲ့ TV show တစ်ခုဖြစ်ခဲ့ပါတယ်ဇလန်းကတော့လူတိုင်းသိကြတဲ့ Power Ranger ဇလန်းတွေလိုပဲ Shocker လို့ခေါ်တဲ့လူဆိုးတွေကိုကမ္မရိုက်တာပြောင်းပြီးတော့တိုက်ခိုက်တဲ့ဇလန်းမျိုးပါနှံကောင် Power Ranger ပေါ့ဗျာဒီလိုဇလန်းတွေကိုရန်သဘောကြတဲ့တိုးကြီးမားဆွဲကောင်းလေးကတနေ့ကိုတနေ့က TV show မှာထိုင်ပြီးတော့ကျွန်တော်ငငယ်ရလို့ပဲဒီခွေကြီးကိုပဲထပ်ခါတဲလဲကြည့်နေပါတယ်ငါဘယ်ခွေကြီးကြီးရလဲမသိဘူးအေးကြည့်တော့ကြည့်ရပါကွာတကယ်ကြီးမရှိလို့အမေဖြစ်သူကစိတ်မကောင်းပေမဲ့ ငလဲလေးကတော့ကာမရိုက်တာတွေကြည့်ရရင်ကိုကဘာမေ့နေတတ်ပါလေကာမရိုက်တာအော်တဲ့တိုင်းလိုက်အော်ပြီးတော့ TV ရှေ့မှာရှောက်လို့ရင်းဟာအီယောအတွင်ပြောင်းဆိုပြီးတော့ရှောက်လို့တာကလည်းသူ့ရဲ့အကျင့်တစ်ခုပါပဲအဲဒီလိုကောင်ကထထန်းချောင်းသားရွယ်ကိုရောက်လာတော့ကောင်မလေးတယောက်ကသူ့ကိုချစ်မိနေလို့တွဲရအောင်လို့လာပြောတာကိုခံပါတော့တယ်ကျွန်တော်ကွန်းလိုပဲစော်ကြည့်ပဲလေးနဲ့ဒူပါတယ်အဲ့တော့ဆရာသမားကလည်းကျွန်တော်လိုပဲရှက်သွားပြီးတော့လက်ခံလိုက်တော့ဟောရှက်လဲရှက်တယ်လက်လဲခံသေးတယ်အဲ့တော့တချောင်းလုံးရဲ့ရှေ့မှာကီကာကာဝါဆိုတဲ့ကောင်ကဆေးထိုးလိုက်တာဖြစ်နေပါတယ်တေယော အဲ့တို့ဒီမှာလည်းပြောစရာစကားတွေပျောက်ဆုံးသွားပြီးတော့လှည့်ပြန်သွားတာကြောင့်ကောင်မလေးကစိတ်မကောင်းဖြစ်နေခဲ့ရပါလေတို့ဒီမှာငငယ်တော့ကာမန်ရိုက်တာလုံတိုင်းစော့နေကြကလေးတွေမြင်ရင်ဘာလဲကာမန်ရိုက်တာတန်းစော့နေတာစောက်ယူးတွေကြီးပဲငါမှကာမန်ရိုက်တာအစ်စ်กว่าလို့စိတ်ထဲမှာပြောရင်းနဲ့တကယ်ကြတော့ကာမန်ရိုက်တာအစ်စ်ဖြစ်လာမယ်လို့တွေးနေခဲ့ပါလေအဲခုနဆေးထိုးလိုက်တဲ့ကောင်မလေးကတူဂျီမောင်းကိုတနာသွားတာကြောင့်လာပြီးတော့တောင်းပန်တဲ့အခါရပါလေဘာမှမဖြစ်ပါဘူးလို့ပြောလိုက်ပြီးတော့နေဝင်စားပြုချိန်လေးမှာစကားပြောကြပါလေကောင်မလေးကတူဂျီမားလူသန်းတယောက်ဖြစ်တဲ့အပြင် เจ้าကဇိုးလိုဂျဘိုးလိုလိုကောင်းလေးနဲ့မတူတာကြောင့်သဘောကျနေပြီးတော့ဇိုးတာတကူကတော့မြေကမ်းရှိကိုလာပြီးတော့ပရိပရာတွေအော်အော်လေးနဲ့ကိစ္စပဲဖြစ်ပါတယ်။နှစ်ယောက်သားဂျီနူနူစကားပြောနေကြတော့ဟဲ့အမ်မလီနေရဒီကောင်းလေးလာနှက်နေတယ်ဟုတ်လား။နေဖယ်ော်လားနေဖယ်နဲ့ပြတ်သွားရင်ငါလည်းလာတွဲဆိုပြီးတော့လူမိုက်ခိုင်းကဖတီးတကောင်ကိုပြဿနာလာရှာပါလေ။ဒါကြောင့်ဒူဂျီမာလည်းလက်ကိုလမ်းဖမ်းလိုက်ပြီးတော့သူ့အလွတ်လိုက်ဆန်းလို့ပြောတဲ့အခါဖတီးကထိုးပလိုက်ပါလေ။ဒါပေမဲ့ဒူဂျီမာလက်သီးကိုဖမ်းလိုက်ပြီးတော့ပြန်ပေးဆိုင်ရမယ်လို့ပြောကဖတီးရဲ့ဆောက်ကောကိုပိတ်တီးပလိုက်ပါလေ။ ိုင်မာဖတ်တီးကိုထိုးလိုက်တော့ဖတ်တီးရဲ့ဘောရာတွေကရောက်လာပြီးတော့ဒိုချီမာကမင်းတို့လည်းပြန်ပေးဆက်ရမယ်လို့ကာမရိုက်တာလေတန်နဲ့ပြောကအမောက်တိတ်ပြစ်လိုက်ပါတယ်အဲ့လိုနဲ့ကော်မလေးကထင်ကြီးပြီးတော့ဖြစ်ချင်တော့ဒီကိစ္စမပြီးသားသေးပဲနဲ့နောက်ထပ်ရန်နေတဲ့အကြာမှာဂိုင်းတစ်ခုလုံးရောက်လာပြီးတော့အမ်မလီကိုလာပြီးတော့ဖမ်းကြပါတယ်ဖတ်တီးကဟဲ့အောင်ဒိုချီမာပြန်ဆောင်မိုင်းနေဟလာထွက်ခဲ့တဲ့အမ်မလီကိုငါစားပြစ်မနိုလို့လှမ်းပြီးတော့အော်နေခဲ့ပါတယ်အဲ့ဒီကအမ်မလီရဲ့ရီစားလူမိုက်တွေကြောင်းမလာနေဖြစ်တာကြောင့်ဒိုချီမာလည်းတယောက်တည်းပဲထွက်တွေ့လိုက်ပါတယ် သူကចောင်းသားချင်းချင်းရံဖြစ်တော့မိုက်တယ်ထင်းနေရလားလို့ဖတ်တီးကိုမေးလိုက်ပါတယ်။ငါတို့ကလောက်ကင်မရှိမိဘလို့စားထိုင်စားနေရတဲ့កောင်တွေပဲရှိသေးတယ်။ဒါအောင်မင်းတို့ကလူမိုက်လုပ်ပြီးမိုက်ကြီးခွဲနေကြဟာလား။အဆက်မရှိတဲ့ကလေးလားកောင်တွေရဲ့လို့អော်ဟစ်ပြလိုက်ပါတယ်။သူကတိုက်ခါချင်းနေရဆိုလို့ရှိရင်အမှန်တရားဘက်ကတိုက်ခိုက်ကြကွာလို့ထားပြီးတော့អော်လိုက်တာကြောင့်ဟာဒီសៅបងကတော့လူပြောနေတဲ့တိုက်ပွဲကြီးကလည်းစတင်လာခဲ့ပါတော့တယ်။ဒါမဲ့ဒါတကယ်ဘဝဖြစ်ပြီးတော့ပါရင်ဂျာကမဟုတ်လို့ဒိုဂျီမာတယောက်လည်းစုပ်ပြတ်တဲ့အောင်တီးခံလိုက်ရပါတော့တယ်။ ်အမ်ရီယာတော့ဖက်တီးစာဖြစ်သွားပြီတော့ကေထားမအောင်ဂျူမင်းကားလို့អော်နေပေမဲ့အေးဂျူမင်းကားမဟုတ်ကွာဂျပန်လို့ဘလို့လဲအဲ့ကေထားမအောင်လို့អော်နေပေမဲ့ចောင်းနေရဘသူမှမထွက်ရဲခဲ့ကြပါဘူးဒူဂျီမာတော့ဖို့ဖို့ဂျင်းနေပေမဲ့ချက်ချင်းထားလိုက်ပြီးတော့အေးအော်နေမပြီးသေးဘူးကွာလို့ဇက်ကားတွေကလို့អော်လိုက်ပြန်ပါလေသူကအင်ဂျီတွေကိုကောက်ချုပ်ပစ်လိုက်ပြီးတော့လူတွေတွေကွာရှော့ကားတွေမဟုတ်လို့အစွမ်းမသုံးချင်ပါဘူးဆိုလို့ပြောလိုက်ပါလေသူရဲ့ခါမှာတော့ကင်မရာရိုက်တာကပတ်ပုံစံတက်တူးထိုးထားပြီးတော့တရှင်တွေး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  Rider Fido, Kevin Rider, သူရင်ပြောင်းလို့អော်ឆလိုက်ပါတော့ទេအဲ့လိုမျိုးសောက်បោលုံနေတော့ Fatty ကိုတိုက်ကអ៊ូដែនអូយីနေကြပြီប៉ារេ Kevin Rider ဟုတ်လားငါတို့ញ៉ាក្លីក្លា ਨੇ तू ਆ សောက်បោကြီးလို့ပြောနေတော့ឈីទេលីបោពី20លောက်ញောက်ដាត់ទៅអោធូខានလိုက်យ៉ាប៉ារោទេအမလူမိုက်ဒီအကုန်လုံးလဲရှိန်သွားကြပြီတော့မိနစ်ပိုင်းလေးတွေးမှာပဲအားလုံးအမောက်သိပ်ပြလိုက်တာပါအမလီကဒူဂျီမှာရှင်ရဖာကြီးလဲလို့မျက်ရည်တွေနဲ့မေးလိုက်တဲ့အခါမှာကျုပ်ကကဘာကြီးကိုကဲတင်မဲ့ကာမရိုက်တာလေးလို့ပြန်ပြောလိုက်ပါတော့တယ်သူက ကောင်မလေးတော့ကျွေနေလောက်ပြီလို့ထင်နေပေမဲ့ကောင်မလေးကတော့စောက်ယူကြီးလို့ပြောကအကြောက်လန့်ပြီးတော့ပြေးထွက်လာခဲ့ပါတော့လေငနေကတော့ကာမရိုက်တာပြောင်းမိလိုက်လို့ကောင်မလေးကလူဆိုးတင်ပြီးတော့ထွက်ပြေးသွားတာဖြစ်မယ်လို့ပဲတွေးနေမိခဲ့တာပါအဲအင်းကလည်းစားပြီးတော့လေးချင်ကန်နေလို့ကဘာကြီးကိုကဲတင်မယ်ကွာဆိုပြီးစောက်ဘောလှုပ်လာတာခုဆိုရင်အသက်40ရွယ်ဦးလေးတောင်မှဖြစ်လို့နေပါပြီမသိငါအเจ้าငါပြန်ပြောနေရတယ်လို့ပဲကွာဒါပေမဲ့ငငယ်ကစောက်ချင်းအခုထိမပြောက်သေးပဲနဲ့ဒေါ်နေမှာကာမရိုက်တာစကားတွေရှောက်អော်နေလို့နားကြီးသွားတဲ့ဝုတ်ဝုန်တကောထွက်လာခဲ့ပါလေ ဝဝဝတိုက်ခိုက်မယ်တကယ်ကဲလုံနေပြီမယ်ဆရာမဘာလဲကွာစော်ကာထင်းလို့လန့်သွားတာငါတော့မှဝဝဝကြီးလိမမကြောက်ဘူးဟာလို့ပြန်ပြောလိုက်ပါတယ်အဲ့လိုနဲ့ဦးလေးကြီးလည်းဝဝဝကြီးနဲ့ဘိုင်ဝမ်ကျုံးနေပြီးတော့နှစ်ပေါင်းများစွာလေးချင်းမှုကြောင့်ဝဝဝကိုစောက်ခပြရဲဒူးနဲ့တိုက်အကွက်နဲ့လှုပ်ပေးလိုက်ပါတယ်ဝဝဝကတော့မှဒီပဲကစားရတယ်ဟာလို့တွေးနေပြီးတော့ကြောက်ကြောက်နေမရတော့ဘူးလို့ပြောရင်းနဲ့တွေးရင်းပြေးနေထွက်ပြေးသွားပါတော့တယ်အသက်ကရလာမလို့အသီးစိတ်ကလေးနည်းနည်းဝင်လာပြီးငငယ်ကစူးစောင်းထားသမျှကင်မရာတာရုပ်တွေကိုဆိုင်ကိုသွားပြီးတော့ရောင်းလိုက်ပါတယ် စူရသမားရှားပါကော်လရှင်တွေကြီးဖြစ်နေပြီးတော့ဆိုင်းမတရောင်းလာတာကဂတ်ထူဘူး၅လုံးသာဖြစ်ပြီးအိမ်မှာလည်း၁၀လုံးရှိသေးတယ်လို့ဆိုင်းရှင်ကိုပြောပြလိုက်ပါတယ်အယုဒ္ဓေဥသာရောင်းတာရောင်းလိုက်ရတယ်တကယ်တော့မိသားစုဘာညာဘာမှမရှိတော့တဲ့သူ့ဘဝအတွက်သူမရှိတော့ရင်အမိုက်ဖြစ်လွတ်ပြစ်ခံရမယ်အမိုက်တွေကိုနှမျောလို့ရောင်းထုတ်လိုက်ရတာပဲဖြစ်ပါတယ်အဲညာပဲရောက်တဲ့အခါမှာတော့မုတ်လေးစားဘီယာလေးရှလွတ်နေတော့မှဖုန်းပုတ်နေလိုက်က Facebook မှာ short card တကယ်ရှိနေဆိုတဲ့သတင်းကိုမြင်လိုက်ရပါတယ်အာနဲ့သူလည်းလန့်သွားပြီးဖွင့်ကြည့်လိုက်တော့ဓမြမတို့ခုမှာ ကမရိုက်တာကားတွေကရှော့ကားမြန်နှဖုံးတွေဝစ်ထားလူစိုးတတိုက်ကဇက်ကားတွေကလိုပဲလိုက်អော်ပြီးတော့ဓမြတိုက်နေတဲ့အမှုကဖြစ်နေခဲ့ပါတယ်။အလုတ်ကိုသွားတော့လေအလုတ်ကလူတွေကရှော့ကားတွေတစ်ဖြည်းနဲ့ရမ်းပေါ်လာတယ်ဆိုရအကြောင်းပြောနေကြပဲကြားနေရပြီးတော့အမှန်တကယ်တော့မနေ့ကပြန့်သွားတဲ့တရင်ကြောင့်လူစိုးဓမြတွေကလိုက်တူးကြတာပဲဖြစ်နေခဲ့ပါတယ်။အမှရဲတွေကလုံကြုံရင်းတွေတိုးမြင့်လာပြီးတော့ဒိုကြီးမှလည်းဒီနိုင်ငံမှာစောက်ပေါ်တွေပြက်ကွာမသိမြန်မာနိုင်ငံကြီးကြာနေတာပဲလို့ပြောရင်းနဲ့မဲရှုပ်နေပါတော့တယ်။အဲ့ဒီကနေ့ဂေမာတို့ຫນွေရာသီပွဲတော့ရောက်လာခဲ့တာကြောင့်ဒိုကြီးမှလည်းဈေးတဲကိုပတ်ကြည့်နေခဲ့ပါတယ်။ ငငယ်သူဖေကပွဲတရန်နေဆိုလို့ရှိရင်ရန်၄00လောက်ပေးပြီးတော့ကြိုက်တာဝယ်စားဖို့ပြောပြီးတော့လှုပ်ပေးထားတတ်ပါလေအဲ့လိုနဲ့ဒိုဂျီမာလည်းငငယ်ရလို့ဘာမှမသိတဲ့မုတ်တွေ၈ခုလောက်ဝယ်စားပလိုက်ပြီးတော့ပွဲစည်းတိုင်းတဏျာမာတော့ယာကူဇာတယောက်ကသူ့ရဲ့တပည့်၃ယောက်ကိုရှော့ကာမျက်နှာဖုံးနေဝေခိုင်းနေပါလေတပည့်၃ယောက်ကလည်းရန်ကိုလိန်မာကြတော့မွေးချင်ဦးစောက်ပိုးကြီးကြာနာပဲလို့ပြောလိုက်တာကြောင့်ယာကူဇာကောင်ကငါငငယ်ကကာမရာရိုက်တာနဲ့ရှော့ကာတွေပူသဘောကြတာပေါ့ဒါကြောင့်လေလူမိုင်းလုံးနေတာပေါ့ဟာငါလူဆိုးကောင်းဆောင် မင်းတို့ကတစ်ချက်ထိုးရှော့တွေသွားသွားစောက်ကြီးရှင်မြေကြနဲ့သွားဓမြတိုက်ကြလို့ပြောလိုက်ပါတော့တယ်ဒါနဲ့ဟိုကောင်တွေလဲဒီတို့အော်ကဓမြတိုက်ကြပြီးတော့ဒိုဒီမာလဲသူမြစီရှေ့မှာရှော့ကားတွေတောင်းကြနေတာကိုမြင်လိုက်တဲ့အခါမှာတော့ငငယ်ကစောက်ဘောစိတ်လေးအော်ပေါ့ငငယ်တော့ကလို့သူရဲ့ကောင်ဖြစ်ချင်တဲ့စိတ်ကလေးပေါ့ခင်ဗျာပြန်လေပြီးတော့노ထလာခဲ့ပါတော့တယ်အဲ့ဒါနဲ့ဘေးနားမှာရှိတဲ့မျက်နှာဖုံးဆိုင်ကကာမရိုက်တာအီချီကိုမျက်နှာဖုံးကိုသွားဝယ်လိုက်ပြီးတော့လက်ဟန်မူရီနဲ့အတွင်ပြောင်းလို့ကောက်အော်ထလိုက်တာအမေသူစိတ်ထဲမှာတော့ ကင်မရာတာပါဗောတကယ်တော့ခုကြည့်နေကောင်းလေးလိုပဲစောက်ပိုးပါပဲအဲ့လိုနဲ့စော်ကားတွေလည်းကြောင်သွားပြီးတော့ဆရာမတော်သူ့ရဲ့ငယ်ဘွားအိမ်မလေးတကယ်ပဲဖြစ်လာခဲ့မလို့မျက်ရည်တောင်မှကြာနေခဲ့ရပါလိမ့်အဲ့ဒီလိုနဲ့တိုက်ပွဲကြီးရလဲစတင်လာခဲ့ပြီးတော့ဝုံဝုံနဲ့ရှင်ထိုးလာငနေလဲစော်ကားတွေတစ်ချက်တည်းထိုးပေးလိုက်တာဇက်ကားတွေကလိုပဲတစ်ချက်တည်းနဲ့အကုန်ရှော့ကုန်ကြပါတော့လေဒါပဲဖြစ်ချင်တော့ဈေးတွေကလူတွေကဝိုင်းကြည့်နေခဲ့ကြပြီးဆရာမလည်းပြောရမလို့လူရှက်ရမလို့လို့နဲ့ဘာလို့မှမသိလို့ပြေးထွက်လာခဲ့လိုက်ပါတော့တယ်